ဆန်တော်လန်တရားဆိုဆရာတို့သိတဲ့အတိုင်းဒီရာဒီပရီးမီးယားလိမှာခြေအောင်ဆိုအကင်းလေးတွေမှာပါတယ်ဗောနော်ဟုတ်ကဲ့ဆိုတော့ US နဲ့ဒီ NDR ကြီးလောက်ကိုဟိုပိတ်ဆို့ထားလိုက်ဒီနင်းရောမလုံနိုင်ဘူးဆိုရင်အဲဘာလဲတိုက်စစ်ကဘလို့မှအသက်မဲ့ရောဒီဆန်တော်လန်ကလည်းဘိုးလောက်ရပြီးသွားလို့တင်နေနားလာဆွနိုင်နေဆိုတာတဲ့ညရင်ညကလူညနဲ့သူသားမဲ့ တင်းသာညကြီးပိုင်းမှာကစားမဲ့ကျွန်တော်တို့စန်တာလန်အသင်းနဲ့အဲပါလန်အသင်းတို့ရဲ့ပွဲလုံးပေါ့နော်အဲဒီတော့စန်တာလန်အသင်းကတော့ဆရာတို့သိတဲ့အတိုင်းဒီရာဒီပရီးမီယာလိမှာကြီးအောင်ဆုံးအသင်းလေးတွေမှာပါတယ်ပေါ့နော်အသင်းအထက်ဆုံးပါအသင်းကတော့တော်တော်ဆရာကြီးပဲဒါနောက်ဆုံးပွဲဒီမှာ Chelsea ကိုဒါငါးတင်ချင်းကိုအတိုင်းယူပြီးတော့စန်တာလန်တော့ကတော့မထင်မှတ်စရာလေးပဲလုတ်ပြနိုင်တဲ့ချစ်ပိုင်တာနောက်တော့ကောင်းမွန်တဲ့ဟုတ်တယ်ဟုတ်တယ်သူလိကိုပြန်တန်းတက်လောက်မှအဓိကသူ့ရဲ့အားသာစရာကတော့အိမ်ကွင်းခြေစုံပါ မာတဲ့အနေထားပဲเนาะဒီဘွယ်အင်းအမ်တန်ပိန်ဒီဒီပြလီပြဲခိုင်းတဲ့ဒီအင်္ဂလိပ်၄ဘွဲမှာဒါ၄ဘွဲကနေ၁၀မှတ်ယူထားနိုင်တဲ့အနေထားဆိုတော့နဲတဲ့အင်အားမဟုတ်ဘူးအဲ့ဒီ၄ဘွဲတစ်လုံးကိုလည်းကြီးအောင်ခဲ့တဲ့အနေထားမျိုးရှိတယ်တစ်ဖက်ကအေဗာတန်ကတော့ဒါယာဒီစာလေးမှာထပြီးတောက်လိုက်ပါလေတောက်ပြီးတော့အဲ့အချိန်ကတပြည့်ပြည့်ကြာပြီးနောက်ဆုံးစပားကိုရှုံးတဲ့အထိဖြစ်သွားပြီး၆ဘွဲလောက်ရှုံးဝဲကြုံသွားတဲ့အနေထားလို့ရောက်သွားတယ်ပေါ့နော်အေဗာတန်တို့ကတော့ဒါနည်းနည်းလေးပြန်ပြီးကြာလာတဲ့အနေအထားမျိုးဖြစ်နေတယ်အစင်လာမှာတော့ Everton တာတယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့ဝက်ဆက်တယ်ရှင်အစင်လာမှာတော့ဒါ Everton တာတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ ရွေးရမယ့်အသင်းဆိုတော့ကျွန်တော်ခတ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်ကိုတော့ကျွန်တော်ကတော့ဒီပွဲစဉ်နဲ့အန်တာတိတ်မန့်ဖြစ်မဲ့ပွဲတင်တပွဲလိုလည်းမထင်ဘူးဂိုးနှစ်ပတ်သွင်းဂိုးတွေဒီနိုင်မဲ့ဆိုင်ဆိုင်မြင်မဲ့ပွဲမျိုးလိုကျွန်တော်မထင်ဘူးနောက်ဆုံး၁၀ကြိမ်လုံးတွေ့တဲ့အချိန်မှာနှစ်သင်းလုံးကဂူးမင်းမျိုးပဲနဲ့ဒီဂိုးအောက်ကြီးတက်ကစားကြတာနှစ်ပွဲလောက်ဟိုဂိုးဂိုးကိုအပေါ်အပြန်လန်သွင်းဂိုးမြန်လည်းပွဲကနှစ်ပွဲလောက်ပဲရှိရပါတော့ကျန်တဲ့ပွဲစဉ်အကုန်လုံးကဂိုးအောက်တွေကြီးပဲတွားနေတဲ့အများမှာကျွန်တော်တို့ဒီပွဲစဉ်တနင်္လာညရဲ့ပွဲစဉ်ကိုတော့နှစ်အနှုတ်30မှာတော့ကျွန်တော်ဂိုးအောက်ကိုပဲအားသာပဲကြားလို့ဒီများကြီးအဲ့လိုဆိုနှစ်အနှုတ်30တွေကလည်းဂိုးအောက်ဝင်တာများပါလေအမြဲတမ်းအမြဲတမ်းဆိုးသွားမှတော့ အဲတော်ဝက်တလီမလာဘိုးဘော်ကြီးဖြစ်သွားသူတို့တို့နဲ့တင်းပုံကြောင့်ကြည့်မယ်ဆိုရင်ကျွန်တော်တို့က everdan ဘက်ကိုကျွန်တော်ရေးတာပြီးစဉ်းစားဆန္ဒလက်ဘက်ကဘာကိုစဉ်းစားမလဲဆန္ဒလက်အိမ်ဝင်းပွဲတိုင်းအောင်လာတယ်အိမ်ဝင်းစောင့်ဆောင်မှုလည်းမြင့်မားတယ်အသင်းလိုက်စွမ်းဆောင်ရည်လည်းကောင်းနေတယ်ဓာတ်ရပွဲလည်းမကစားတော့ဘူးတော့ everdan လည်းဟိုမကောင်းဘူးလားဆို everdan က ဟိုတိတ်ဆိတ်မချအောင်သူအမြင်ဆုံးတင်ရတော့ပဲကစားနိုင်ပဲအနေတော်မျိုးလို့ကျွန်တော်စိတ်ထဲမှာထင်နေတယ်ပြီးွားရင်ဒါ Everton ရဲ့တိုက်စစ်ကတော်တော်လေးကိုအားနေတယ်ဆိုတော့စပောင်းကိုအိမ်မဲမှာလည်းသူဂိုးမသွင်းနိုင်ခဲ့အော်သူနောက်နောက်ဆုံးပွဲမှာသူတိုက်စစ်ပိုင်းတွေကရိုးရှင်းလာတော့ပြန်ပြတ်လာတွတ်လာတွဲလာဆိုတော့ brilliant နဲ့ဒီ Andy Ari လောက်ဟိုပိတ်ဆို့ထားလိုက်ဒီနင်းအောင်မလုံနိုင်ဘူးဆိုရင် Everton တိုက်စစ်ကဘလို့မှအသက်မဲ့ရော ဆိုတော့သူ့ကစားမှုနဲ့တိုက်စစ်စင်ပုံတွေကရိုးရှင်းလာတယ်။ကန်စစ်ကိုပဲအောင်ပြုကစားတော့တယ်။ဒါစပါးနဲ့ပွဲမှာဆိုလဲတော့အမြင်ပေါ်ရင်ဘိုးပေးလိုက်ရတာလေ။သူ့ကန်စစ်ပိုင်းမှာလည်းအားနေချက်ရှိတယ်။အဲ့လိုဟိုပြီးခဲ့တဲ့ကြောင်ဆုံးရလေးလို့မဟုတ်ပြန်။ဆိုတော့အဲ့လိုမျိုးအနေသားတွေမှာအာဆန်နာလန်ဂိုးရပြီးွားရင် Everton ပြန်ချိန်နိုင်ပါမလား။မလွယ်တော့ကျွန်တော်ပြော။ Everton ကလည်းဂိုးရပြီးွားရင် အဲကန်စစ်ကိုပိတ်ပြီးရောကစားမယ်သူကနှစ်ပွဲဆက်ရှုံးတော့ရလာကုန်ပြန်ရယူနောက်ဆုံးနှစ်ပွဲမှာတိုက်စစ်ကကုန်ပြန်စားလာမယ်ဆိုတော့ဒီပွဲကဂိုးအောင်ကောင်းနေတယ်ဘော်ဒီပိုင်းကတော့ဆန်းသန်းလမ်းပိုင်းအားသာချက်ရှိတယ်ဘာကြောင့်သူကချေးအောင်လို့အရန်ကောင်းတော့ဟုတ်ဆောဂိုးပေါင်းပိုင်းကတော့ကောင်းဂိုးတော့ဖြစ်ပုံများနေတဲ့ပွဲပဲ close tight ပုံစံမျိုးနှစ်သင်းစလုံးရဲ့ကန်စစ်အောက်ပြီးကစားလာမယ်ပွဲလို့လို့မြင်တယ်ကျွန်တော်လည်းဒီဝဲနေလို့လည်းအဲ့လိုဝဲနေတာပဲ။ဘာကြောင့်လဲဆိုတော့အဲဒီအဲဒီဆိုမူပိုင်းတော့ဆက်နေတယ်။နောက်တော့ပိုးပဲလောက်တော့မှာ ဒီနဲ့တင်းကပြီးဘူးပေါ်ခဲ့တာလားသုံးခွဲတော့လို့ပြည့်တဲ့ဘွဲခောက်ဘွဲကလုံးကဘူးအောက်ခဲ့တာဒီနဲ့တင်းရဲ့အကုန်လုံးပြီးရနောက်တစ်ပြန်ပြီးတန်ရတယ်ဒီစပန်နာကလည်းဘူးလောက်ရပြီးသွားလို့တင်နေနားကလည်းစွန့်နိုင်နေဆိုတာတဲ့ညရင်ညဆိုလို့ညနဲ့သူသားမယ်တဲ့အဲ့ဘာတန်ကလည်းနောက်တော့ကွက်ဆက်တာမိုးရက်ကလည်းမတယ်နောက်တော့မိုးကတော့ပေါ်တဲ့ဆုံးခဲ့တာတော့ဟာညင်ရခဲ့တယ်အကုန်ကွက်ဆက်လောက်တဲ့ဆုံးတဲ့ပုံစံမျိုးတော့မပေးဘူးနေစီလက်ရှိနောက်တော့ကွက်တဲ့မှာတက်စစ်ကဘူးမရထားတဲ့နားမျိုးမှာကျွန်တော်အဲ့ဘာတန်ကလည်းတက်စစ်ကရိုးရောက်ရုံးငယ်နေရတယ်ဆိုတာကနနာကရဲ့ ခဏလေးအိမ်မဲတိုက်ခိုက်ကဘူးရနိုင်ပြီအပြည့်ပြည့်တာအဲသူ့ဒီမဲ့ဒီညတင်းကြမှာအပြန်အလှန်သင်းကိုမြင်းညော်လဲဖို့ဆိုတာမဖြစ်နိုင်ဘူးကျွန်တော်လက်ခုပွင့်နေတဲ့နေနဲ့ပြန်ပြည့်မယ်ဆိုတော့ဘူးရောကအကောင်းဆုံးဆုံးဟုတ်ကဲ့တင်းလာညအပိုင်းပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော်တို့ဆန်တန်းလန်နဲ့အေဗာတန်အတင်းတွေကွဲတင်လာတော့ကျွန်တော်တို့နှစ်ဖက်အပြန်အတင်းကိုမြင်ရဖို့အတော်လေးခိုင်းနေနှစ်တင်းရဲ့အစင်လာမှာလဲဂိုးတွေမြူးလာတော့ငနာတာတွေ့ဂိုးတွေမြူးပြီးဂိုးတွေအပြန်အတင်းလာဆိုတွေ့ရခဲ့တဲ့အတွက်ကြောင့်မို့ဒီပွဲစဉ်တော့ကျွန်တော်တို့ဂိုးအနေနဲ့ဖြစ်တဲ့ပိုးအောက်ကိုရွေးချယ်လိုက်